မင်္ဂလာပါဂျင်မာအပင်ပန်းခံပြီးလေ့ကျင့်ခန်းလုပ်တဲ့အစားတုပ်ကိုလည်းကြားမရင်းညီညွတ်တောင်းခူးဆိုင်စားတယ်ဒါပေမဲ့လေကိုလိုချင်တဲ့ရလက်အထူးသဖြင့်အစီကြတဲ့နေရာမှာတိုးတက်မှုကရက်တက်နေသလိုမျိုးဂျုံဘူးကြမှာပါအားလုံးနှီးပါဂျုံဘူးတဲ့အခြေအနေတစ်ခုပါဟုတ်တယ်အဲ့ဒီလိုဖိရတဲ့အကြောင်းရင်းတွေနောက်ွယ်ကအဖြစ်ဘူးဒီနေ့မှာကျွန်တော်တို့နည်းနည်းနဲ့နဲ့ဆွေးနွေးကြည့်ကြမှာပါကျွန်တော်တို့ရထားတဲ့အချက်လက်တွေကိုကြည့်လိုက်တော့လေ လူတွေတိတ်တိမထားမိတတ်တဲ့ကချေခင်အမငါးချက်ကိုတွေ့ရတယ်။အင်းဒီအချက်တွေကလည်းရှုပ်ရှုပ်ထွေးထွေးတိပံပညာကြီးတွေမဟုတ်ဘူး။နေရှင်ဘွားမှာကိုရိုင်းကန်စစ်ဆေးလို့ရတယ်လက်တွေ့ကြရဲ့အချက်တွေဖြစ်နေတာကစိတ်ဝင်စားဖို့ကောင်းတယ်။ဟုတ်တယ်။ဆိုတော့ဒီနေ့ဆွေးညွှန်းမှုမှာအဲ့ဒီအချက်တွေကိုဘာလို့အရေးကြီးတာလဲလူတွေကဘယ်နေရာမှာအများဆုံးလွဲတက်ကြတယ်လဲဆိုတာကိုခွေးချမ်းရှိဖြားကြည့်ကြတာပေါ့။ fitness ကို debug လုပ်ကြည့်ကြတာပေါ့လေ။ကောင်းတယ်အသုံးလုံးမယ်။ debug လုပ်ကြည့်တာ။ ဒါဆိုရင်တော့ပထမဆုံးနဲ့အခြေခံအကြဆုံးလို့ပြောလို့ရမယ်အချက်နဲ့စလိုက်ကြရအောင်။อืมဒါကတော့ calorie deficit မှာ kick in ပါ။ပြောရရင်တော့လူတိုင်းကြားဘူးနေကြစားတာထပ်ပိုလောင်ကျွမ်းပါဆိုတဲ့ကိစ္စပဲ။ဒါပေမဲ့အဲ့လောက်ရိုးရှင်းနေရင်ဘာလို့လူတွေကဒီအချက်မှာပဲ လာပြီးမားနေကြတာလေအဓိကအကြောင်းရင်းကတော့ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာဆိုတဲ့ခေါင်းစဉ်အောက်မှာပုံးနေတဲ့ကယ်လိုရီတွေကိုတတိမမူမိလို့ပါ။အော်လူတွေမှာ health halo effect ဆိုတာရှိတယ်။တခုခုကကျန်းမာရေးနဲ့ညီတယ်လို့ခေါင်းစဉ်တက်လိုက်တာနဲ့ဒါဆိုရင်တော့အများကြီးစားလို့ရတယ်လို့စိတ်ထဲမှာအလိုလိုထင်သွားကြတယ်။ဟုတ်တယ်။ကျန်းမာတယ်ဆိုပြီးအများကြီးစားလိုက်တာမျိုးပေါ့။ဥပမာဥပမာပေးလို့ရမလား။ ဘလို့စားစာတွေက the health hello ထောင်ချောက်ထဲကိုအလွယ်တကူရောက်သွားစေတယ်လေအများဆုံးတွေ့ရတာကတော့အခွန်မာတီတွေ nuts တို့ tobat the avocado ပြီးတော့တန်လွင်စီလိုမျိုးအစီဓာတ်များတဲ့အစားအစာတွေပေါ့အဲဒါတွေကကျန်းမာရေးအတွက်ကောင်းတယ်မဟုတ်ဘူးလားကောင်းပါတယ်ရှင်ကောင်းတဲ့အစီတွေမှန်မှန်ကယ်လိုရီတစ်သေးစရိုင်းမြင့်တယ်အိုမတန်လွင်စီကိုဆလတ်ပေါ်မှာကျမ်းမာရည်နဲ့ညီအောင်ဆိုပြီးအများကြီးလောင်းထည့်လိုက်တာကကယ်လိုရီရနဲ့ချီပြီးတက်သွားစင်နိုင်တယ် Okay. နောက်တစ်ခုက smoothie စီတတီတီဒိန်ချင်းနေအစစ်အစအနေနဲ့ဖြိုထားတော့ကျမရလို့ထင်ရပါမယ်။ထကြားတဲ့နေကယ်လိုရီကအလွယ်တကူ900 600လောက်ရောက်သွားနိုင်တယ်။ဟောတောက်လိုက်တာဆိုတော့ bike လည်းတိတ်မပြည့်ဘူးလေ။ဒါပဲပေါ့။ဆိုတော့အစားအစာတွေအရေသွေး quality ကောင်းယုံနဲ့မပြီးပဲပမာဏ quantity ကိုပါထည့်သွင်းစဉ်းစားဖို့လိုတယ်ဆိုတဲ့သဘောပါ။အရှင်းပါတယ်။ဒါဆိုကယ်လိုရီကိုထိမ့်ချုံနိုင်ပြီဆိုပါစို့။ဒါမဲ့လူတော်တော်များများကလည်း bike အစီပဲကြာချင်တာ။ ောင်တန်ကအစီပဲကြာချင်တာဆိုပြီးခနာကိုရဲ့တနီယာတီကိုမဲ့ဖင်မှတ်ထားလေ့ကျင့်ကြတယ်။ Mm spot reduction ဘောဟုတ်တယ်။ကျွန်တော်တို့ရထားတဲ့အချက်လက်တီထဲမှာ byte တစ်ခုတည်းကြာချင်လို့အိတ်ထမှာတင်ပက်ထိုင်နေရင် အစီမကြပါလို့တိတိကျကျပြောထားတယ်။အဲ့ဒါဘာကြောင့်အလို့မဖြစ်တာလဲ။ဒါကအရန်ကိုအဖြစ်ညာတဲ့အထင်မြင်လွယ်မမှုတစ်ခုပါ။ spot reduction လို့ခေါ်တဲ့တနီယာတဲ့ကွက်ပြီးအစီချတဲ့နေလန်းဆိုတာမရှိပါဘူး။ မရှိဘူးဟုတ်တယ်ဘာလို့လဲဆိုတော့ခနာကိုကအစီတွေကိုဘယ်နေရာကနေစပြီးလောင်ကျွမ်းมาလဲဆိုတော့ကိုမျိုးရိုးဗီဇာနဲ့ဟော်မုန်းတွေကအတိအကဆုံးဖြစ်တာပါကျွန်တော်တို့ကဘိုက်ကအစီပဲကြပါစေလို့ရွေးချယ်ခိုင်းလို့မရဘူးလေဒါပေမဲ့လူတော်တော်များများက6 pack လောချင်းလို့အိတ်ထမတဲမဲ့ရင်းစလို့ကြတာမဟုတ်လားအဲ့ဒါကလုံးဝအကျိုးမရှိဘူးလို့ပြောချင်တာလားကောင်းတဲ့မိကမ်းမှာလုံးဝအကျိုးမရှိဘူးတော့မဟုတ်ပါဘူး ဘိုက်ကျက်သားတွေတာမာလာတာကခန္ဓာကိုယ်ရဲ့ core stability အတွက်အရေးကြီးတယ်။음ဒါပေမဲ့ six pack ကိုမြင်ရဖို့ဆိုတာကကိစ္စနှစ်ခုပေါ်မှာမူတည်တယ်။တစ်ခုကကျက်သားတွေဖြုံးပြနေဖို့နောက်တစ်ခုကအဲ့ဒီကျက်သားတွေကိုဖုံးထားတဲ့အစီလွှာကပါလွာနေဖို့ပါ။အော်ဟုတ်ပြီ။အဲ့မတင်လောက်တာက ပထမတပိုင်းကိုပဲကူညီပေးနိုင်တယ်။အပေါ်ကအစီလွှာကထုထဲနေသရွေ့တော့ဘာသာပဲကျက်သားထွက်နေပါစေမြင်ရမှာမဟုတ်ခု။ဒါကြောင့် six packs are made in the kitchen. ဆိုတဲ့စကားပုံရှိတာကိုတိကျပါတယ်အဲ့ဒါကြောင့်ပါဒါဆိုရင်တော့တဏှာလေးကိုအာယုံဆိုင်နေလို့မရပဲတခုလုံးကိုခြုံငုံကြည့်ရမယ်ဆိုတဲ့သဘောပေါ့ဒီလိုတခုလုံးကိုလွမ်းခြုံပြီးလိုရတဲ့အရာတွေကြတော့အချိန်ပေးရတယ်ဟုတ်တယ်ဒါကကျွန်တော်တို့ရဲ့တတိယအချက်ဖြစ်တဲ့ဆွဲမြဲမှု consistency ဆိုတဲ့အကြောင်းအရာစီကိုဦးတည်သွားစေပါတယ်အရင်အမြတ်မှာပုံဖော်ထားတာကအရင်မြင်တာတယ်ဒီနေ့အသားကွန်လို့နောက်နေမလို့ဟာဟာဒီတလအပြစ်လို့နောက်တလနာဆိုရင်အစီမကျနိုင်ပါဘူး fitness is a lifestyle ဆိုတဲ့စကားလုံးကိုလည်းသုံးထားတယ်။ဒါကကြားလို့ကောင်းပါပဲ။လက်တွေ့မှာတော့လူတွေအတွက်အကြီးအမားဆုံးစင်ခုံမှုတစ်ခုပဲ။တကယ်ကိုစင်ခုံမှုတစ်ခုပါ။ကိုပိုပြီးကောင်းမွန်စွာတုံ့ပြန်နေ။ဩ။တလလုံးအပြင်းထန်ကြိုးစားမိနောက်လာမှလုံးဝရက်လိုက်တာကယိုယို effect လို့ခေါ်တဲ့ခြေနေကိုဖြစ်စေတယ်။ကိုယ်အလေးချိန်ကပြန်တက်လာရုံတည်းမကပဲအရင်ကထက်တောင်ပိုကျက်သွားရတယ်။ဟုတ်လား။ဘာလို့လို့ဖြစ်ရတာလဲ။ဘာလို့လဲဆိုတာပြင်းထန်တိုက်ရလို့လိုက်တဲ့အခါခန္ဓာကိုယ်ရဲ့ဇီဝကမဖြစ်စဉ်ကနေကွေသွားပြီးတော့อืม ပုံမှန်ပြန်စားတဲ့အခါမှာပိုရှင်ကယ်လိုရီတွေကိုအစီဖြစ်ပိုးပြီးထိထိရောက်ရောက်တို့လောင်နိုင်သွားလို့ပဲ။ဒါပေမဲ့ go hard or go home ဆိုတဲ့ sound body လေးရှိနေရပဲ။အပြင်းထန်လို့မှရလာအမြန်ထွက်မယ်လို့ယူဆကြတဲ့သူတွေအထက်ဘလို့ရှင်းပြမလဲ။ပြင်းထန်မှုနဲ့ဆွဲမြဲမှုကြားမှာဘလို့ချိန်ခွင်ရှာညှိရမလဲ။အဲ့ဒီနေရာမှာ minimum effective dose ဆိုတဲ့သဘောတရားကအသုံးဝင်လာပါတယ်။စိတ်တလုံးလိုပါပဲ။ယောဂပြောက်ဖို့အတွက်လိုအပ်တဲ့အနည်းဆုံးပမာဏရှိတယ်။ဟုတ်ကဲ့။အဲ့ဒီထပ်ပိုတောင်းရင်ဘေးထဆိုးကျိုးတွေပဲရလာမယ်။ fitness မှာလည်းဒီတိုင်းပဲရလက်ရဟိုအတွက် ကိုလုံးနိုင်တဲ့အ ਨੇ ဆုံးထိရောက်တဲ့ပမာဏကိုရှာပြီးအဲ့ဒါကိုဆွဲဆွဲမြဲမြဲလုပ်သွားတာကတခါတလေမှအာခွန်ထုတ်တည်လို့ပြီးလာပေါင်းများစွာနားလိုက်တာထက်အများကြီးပိုကောင်းတယ်ဒီရှူတောင်းကပိုပြီးလက်တွေ့ကြတယ်ဆိုလိုတာကပြပြဆုံးဖို့မှုစ조사ပဲဆွဲမြဲညီဖို့ကိုပဲအဓိကထားမယ်ပို့ဟုတ်တာတယ်ဒီလိုဆွဲဆွဲမြဲမြဲလုပ်နိုင်ဖို့ဆိုတာစေတခွန်အားရောရုပ်ပိုင်ဆိုင်ရာခွန်အားရောလိုမှာပဲ ဒါပေမဲ့အရေးမဝရင်အဲ့ဒီခွန်အားတွေဘယ်ကရမလဲ။အင်း။ဒါကကျွန်တော်ရဲ့နောက်တစ်ချက်ဖြစ်တဲ့အိတ်ဆက်ချင်းစီကိုရောက်လာစေပြီ။အရင်ပြတ်မှညကို၄-၅နာရီပဲအိတ်ညင်အစီမချနိုင်ပါလို့ပြက်ပြက်ထားထားပြောထားတယ်။ကျွန်တော်ကိုယ်တိုင်လည်းအိတ်ဆက်ချင်းကဒီလောက်ကောင်အရေးပါလိမ့်မယ်လို့အရင်ကသိတ်တတိမထားမိခဲ့ဘူး။လူတော်တော်များများလစ်လူရှူထားတဲ့အချက်တခုပါ။ အင်းရေးမဝတာကအစီကြပွေစ조사နေတဲ့ဖြစ်စဉ်တစ်ခုလုံးကိုလမ်းကြောင်းနှစ်ခုကနေဖျက်ဆီးပစ်နိုင်တယ်။ဩလမ်းကြောင်းနှစ်ခုတောင်ဟုတ်တယ်ပထမတစ်ခုကဟော်မုန်းအနေနဲ့ဆိုင်တယ်။အင်းရေးပစ်တဲ့အခါမှာအစာစားရင်စိတ်ကိုနိုးစော်တဲ့ ghrelin ဆိုတဲ့ဟော်မုန်းကြီးညင်တက်လာပြီးတော့ ghrelin ဟုတ်တယ်ပြီးတော့ဗိုက်ဖြစ်တင်းတင်းမှုကိုအချက်ပြတယ် leptin ချိုရဲ့ဟော်မုန်းကြီးကြာစင်းသွားတယ်။ဩဟော်မုန်းနှစ်ခုညီများမှုပြတ်သွားတာပေါ့။အဲ့လိုညီများမှုပြတ်သွားတဲ့အတွက် နောက်တစ်နေ့မှာကိုယ့်ရဲ့ဆုံးဖြတ်ချက်ချနိုင်စွမ်းနေကြစင်းပြီးကယ်လိုရီများတဲ့အစီးများတဲ့အချိုးများတဲ့အစားအစာတွေကိုပိုပြီးကောင့်တာလာစေတယ်။အဲဒါတကယ်မှန်တယ်။ကျွန်တော်လည်းအလုပ်တွေများပြီးတညက်9နာရီလောက်ပဲအိပ်တဲ့အချိန်တွေမှာနောက်နေ့ဆိုကော်ဖီတွေတောက်အချိုးတွေစားမှအလုပ်လုပ်နိုင်တာမျိုးကြုံဖူတယ်။အဲ့ဒီတိုင်းမှာပဲ။အဲ့ဒါ grilling ရဲ့ leftin ကြောင့်ပေါ့။ဒုတိယလမ်းကြောင်းကကော။ဒုတိယလမ်းကြောင်းကပိုပြီးတိုက်ရိုက်ကြတယ်။ အေးပြတ်တာကခန္ဓာကိုယ်အတွက်စိတ်ဖိစီးမှု stress တမျိုးပဲဒီအခါမှာ cortisol လို့ခေါ်တဲ့ stress hormone မြင့်တက်လာတယ်ဟွန်း cortisol အဲ့ဒီ cortisol ကခန္ဓာကိုယ်ကိုအဆီတွေအထူးသဖြင့်ဗိုက်တဝိုက်မှာအဆီပိုတိုလောင်ဟုတ်ချက်ပြနိုင်တယ်အော်စရောတဖက်က ပိုစားမအောင်တုံးအားပေးတယ်တဖက်မှာကျတော့အဲ့ဒီကယ်လိုရီတွေကိုအစီဖြစ်ပိုးတိုးလောင်အောင် လုပ်ပေးနေတယ်လို့ဖြစ်နေတာ ိကြပါတယ်နှစ်ဖက်နှစ်လမ်းကနေအဟတ်အတားဖြစ်စေတာပါဒါကြောင့်လေ့ကျင့်ခန်းနဲ့အစားအသောက်ကိုတေချာဂရုစိုက်နေပေမဲ့အိတ်ဆက်ချင်းကိုပေါ်ပေါ်ဆဆသဘောထားလို့လုံးဝမရပါဘူးဒါဆိုရင်တော့အိတ်ဆက်ချင်းဆိုတာအားဖြံဖြေတာတတ်တမဟုတ်ပဲဟော်မုန်းတွေကိုပြန်လည်ချိန်ညီပြီးအစီလောင်ကျွမ်းဖို့အခြေအနေကောင်းတစ်ခုကို ဖန်တီးပြီးနေတာပေါ့ဟုတ်ပါတယ်ခုနပြောခဲ့တဲ့အချက်ဒီအလုံး လိုရီလေ့ကျင့်ခန်းဆွဲမြက်မှုအိပ်စက်မှုဒါတွေအလုံးကိုကိုယ့်ရဲ့နေစဉ်ဘဝထဲမှာလက်တွေ့ကြကြထည့်သွင်းနိုင်ဖို့လိုသေးတယ်။อืมအရေးကြီးဆုံးအချက်ပဲ။ဒါကကျွန်တော်ရဲ့နောက်ဆုံးအချက်ဖြစ်တဲ့အကြောင်းအရာစီကိုရောက်လာပါပြီ။အဲ့ဒါကတော့ကိုချင်းသုံးနေတဲ့အစီအစဉ်ကမိမိဘဝနဲ့မကိုက်ညီခြင်းပါ။အရင်မိကပေးတဲ့ဥပမာကမအားလက်တဲ့မိဘတယောက်ကတပတ်6ရက်ကျင်းသွားမှုမထစ်နိုင်ပါဆိုတာပဲ။ ဒီအချက်ကတတိယအချက်ဖြစ်တဲ့စွဲမြမ်းမှုနဲ့တိုက်ရိုက်ဆက်စပ်နေတယ်။ကဘာပေါ်မှာအကောင်းဆုံးလေ့ကျင့်ခန်းအစီအစဉ်အကောင်းဆုံး diet plan ဖြစ်နေပါစေ။ကိုယ့်ရဲ့အချင်းစီအားတာဝန်ဝတ္တရားတွေနဲ့လိုက်နာဖို့မဖြစ်နိုင်ဘူးဆိုရင်အဲ့ဒါကကိုယ့်အတွက်အသုံးမဝယ်မှုပေါ့။အသုံးမဝယ်တဲ့အစီအစဉ်တစ်ခုပါပဲ။လူတွေကသူတို့မလိုက်နာနိုင်တဲ့အခါကိုယ့်ကိုယ်ကိုအဖြစ်တင်တတ်ကြတယ်။ငါကစိတ်တက်မခိုင်မာလို့ပါဆိုပြီးတော့ပေါ့။တကယ်တော့အစီအစဉ်ကိုယ်တိုင်ကလက်တွေ့မချနေတာဖြစ်နိုင်ပါတယ်။ဒါဆိုရင်လူတယောက်က သူ့ရဲ့အစီအစဉ်ကလက်တွေ့မကျဘူးဆိုတာကိုဘလို့သိနိုင်မလဲရှေ့တပတ်ပြန်စားမယ်ဆိုတဲ့စကားကိုခဏခဏပြောနေရပြီဆိုရင်ဒါကအချက်ပြမိတမျိုးလားအတိအကျပဲအဲ့ဒါအဓိကအချက်ပြမိပဲအစီအစဉ်အခုကိုစပြီးရအနေငယ်ပဲလိုက်နာနိုင်ပြီးပြန်ဖြစ်သွားတယ်ပြီးရင်နောက်မှပြန်စမယ်ဆိုပြီးအချင်းချင်းဖြစ်နေပြီဆိုရင်တော့အဲ့ဒီအစီအစဉ်မှာပြဿနာရှိနေပြီအဲ plan ကိုပြန်သုံးသပ်ရတော့မယ်ဟုတ်တယ် အောင်မြင်မှုရဲ့လျှို့ဝှက်ချက်ကကိုဘွားနဲ့လိုက်လျောညီထွေဖြစ်မယ်ရေရှင်ဆွေးမြဲလို့ဆန်နိုင်မယ်နီလန်ကိုရှာခွေဖန်တီးနိုင်ခြင်းဖြစ်ပါတယ်တပတ်6ရက်ချင်းမသွားနိုင်ရင်တပတ်ကို3ရက်ပဲသွားပါဒါမှမဟုတ်အိမ်မှာပဲလုပ်တာမျိုးဟုတ်တယ်အိမ်မှာမိနစ်20 30လာလေးချင်းခန့်လုပ်တာကဘာမှမလုပ်တာထက်အများကြီးပိုကောင်းတယ်လိုက်တွေ့ချပြီးမိမိရထအဆင်ပြေမယ်နီလန်ကသာအကောင်းဆုံးနီလန်မှာပဲဒါဆိုရင်တော့ဒီနေ့ဆွေးနွေးခဲ့တဲ့အချက်၅ချက်လုံးကိုခြုံကြည့်လိုက်ရင်အဓိကမြင်ရတာကအစီကျတယ်ဆိုတာ ဂျင်ထဲမှာအပင်ပန်းခန္ဓာတစ်ခုတည်းမဟုတ်ပဲမဟုတ်ဘူးမေဖို့ကြောင့်တည်းကဆုံးဖြတ်ချက်တည်းအိတ်ခန်းတည်းကအလေးအချင်းတည်းနဲ့ကိုယ့်ရဲ့နေစဉ်ပြခတင်ကိုလက်တွေ့ကျကျစီမံခန့်ခွဲနိုင်စွမ်းတည်းအားလုံးပေါင်းဆက်ထားတဲ့အရာလတစ်ခုဖြစ်နေတာပါပဲမှန်ပါတယ်အရင်မြဲရဲ့အဆုံးမပေးထားတဲ့အကြံပြုချက်လေးကလည်းဒီအချက်ကိုပဲထောက်ခံနေတယ်ကြီးကြီးမားမားတွေရှောက်မစင်းစားပါနဲ့ဒီအချက်တွေကိုအရင်ဆုံးဆင်ခြင်ကြည့်ပါတဲ့ဟာ ဆိုလိုတာကခေစားနေတဲ့ရှုပ်ထွေးတဲ့ diet အစ်စ်အဆန့်တွေလေ့ကျင့်ခန်းနေလန်အစ်စ်တွေနောက်ကိုမလိုက်ခင်ကိုယ့်ရဲ့အခြေခံအကြဆုံးအလင်းချင်းတွေမှာအားနည်းချက်ရှိနေသလားဆိုတာကိုအရင်ဆုံးပြန်တိုးတက်ဖို့တိုက်တွန်းနေတာပါပဲအခြေခံမှာမှာတိုးတက်မှုကအဓိပ္ပာယ်ရှိမှာပါဒီဆွေးနွေးမှုကိုနားထောင်ပြီးတဲ့နောက်မှာစဉ်းစားစရာအတွေ့အကြုံခြံထားခဲ့ခြင်းပါတယ်ခုနပြောခဲ့တဲ့ကိုယ့် fitness program တွေကဖြစ်နိုင်ခြေရှိတဲ့ bug ၅မျိုးထဲမှာကိုယ့်ရဲ့လက်ရှိတိုးတက်မှုကိုအများဆုံးအဟန့်အတာချစ်စေနိုင်တဲ့အချက်က ဘယ်ချက်ဖြစ်လဲအဲ့ဒီတစ်ချက်သေးကိုပဲအာယုံစိုက်တည်ပြုပြင်ပြောင်းလဲမှုတေးသေးလေးတစ်ခုအယိုးရှင်ဖုံး patch တစ်ခုကိုဒီနေ့ကစပြီးထည့်သွင်းကြည့်မယ်ဆိုရင်ကိုယ့်ရဲ့ရလက်ပေါ်မှာဘယ်လိုအကျိုးတက်ရောက်မှုလို့ရှိလာနိုင်မလဲဆိုတာကိုဆက်လက်တွေးခေါ်ကြည့်ဖို့တိုက်တွန်းလိုက်ပါလေ